ဘဝကိုလှလှပပဒီဆောက်ခြင်းဟောဒီလောကရန်ခန္ဓာကြီးရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1เนาะလောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာရှိပဲစင်ရတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှီတဲပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့တဘာဝလို့ပြောတာเนาะ လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းကြည့်စိတ်ဓာတ်ကြန့်ခိုင်ဖို့啊ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်၊ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မို့ကျမကြီးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင် အာကစားပြေးခြင်းမှုတွေပြည်သို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြအဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကဓာတ်နဲ့ကြုံလိုက်လို့ရှိရင်ရင်ထွက်သွားတယ်စိတ်ဓာတ်ချမ်းခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့ အဲ့ဒါတရားကျင့်တယ်ဆိုတာအဲ့ဒါပြောနော်တရားကျင့်တယ်ဆိုတာအဲ့ဒါ physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်၊ကျန်းမာရေးလေ့ကျင့်ရတယ်၊အပြေးလေ့ကျင့်တယ်၊ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်။ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့ကတရားထိုင်တယ်တို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်၊စိတ်တည်ငြိမ်အောင်ကြိုးစားတယ်၊ကိုယ့်အိမ်မှာကိုယ်နေရင်းကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်။ဆိုပါစို့ လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တုံးနဲ့တူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကြတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့အဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့စိတ်ထကြံ့ခံအောင်အဲ့ဒါတွေကနေချင်းပြရဆိုပါစို့နုပြိုးနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေက စဉ်းစားရမှာပါစရာတံမောမိစရံအနတိတောငါမအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမရှိနေတဲ့အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးဒီဟာစိတ်ကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲတကြောအဲ့ဒါတွေတွေးရင် စိတ်ပြစရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြစရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစား စိတ်ဓာတ်ဆိုတာတဘာဝအမှန်ကိုသိမှဒီထက်တယ်